အမေရိကန်အစိုးရအကျိုးထိရောက်မှုဌာန DOGE အကြီးအကဲကမ္ဘာအချမ်းသာဆုံးပုဂ္ဂိုလ် Elon Musk ကသူပိုင်တဲ့ Starlink ဂျိုရုအင်တာနက်သာပိတ်ချလိုက်လို့ရှင် Ukraine ရှေ့တန်းစစ်မျက်နှာတစ်ခုလုံးပြိုလဲသွားမယ်လို့သူပိုင်တဲ့ X လူမှုကွန်ရက်မှာရေးသားခဲ့ပါတယ်အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့တုံ့ပြန်ဝေဖန်ခဲ့တဲ့ပိုလန်နိုင်ငံသားရဲ့ဝန်ကြီးကိုလည်း Musk ကတိတ်တိတ်နေလူကလေး Be quiet small man လို့သတိပေးခဲ့ပြန်ပါတယ်အမေရိကန်နိုင်ငံသားရဲ့ဝန်ကြီး Marco Rubio ကပါ Musk နဲ့တလီဗန်နဲ့တုံ့ပြန်ခဲ့ပါတယ် စတားလင်ဟာယူကရိန်းစစ်တပ်တစ်ခုလုံးရဲ့ကြော်ရိုးဖြစ်တယ်လို့မတ်စ်ကရေးသားခဲ့ပြီးတော့ပိတ်ချလိုက်ရင်တခါရောက်သွားမယ်လို့ပြောခဲ့တဲ့အပေါ်ပိုလန်နိုင်ငံရဲ့ဝန်ကြီးရာဒူစလောစစ်ကော့စကီကဝေဖန်ခဲ့တာဖြစ်ပါတယ်စစ်ကော့စကီကမတ်စတာအဲ့လိုပြောနေလို့ရှိရင်တခြားဝန်ဆောင်မှုရှားတော့မှာဖြစ်ကြောင်းယူကရိန်းအတွက်စတားလင်အင်တာနက်ဖိုးကိုပိုလန်ကပေးထားတာဖြစ်ကြောင်းပြောကြခဲ့တာဖြစ်ပါတယ်ယူကရိန်းအတွက်စတားလင်ဖိုးကိုပိုလန် digital ရေးရဝန်ကြီးဌာနကပေးနေတာဖြစ်ပြီးတော့တစ်နှစ်ကိုဒေါ်လာ350လောက်ပေးရပါတယ် ရန်လုံမှုခံရတဲ့သူကိုချင်းချောက်နေတဲ့ကျင့်ဝင်မျိုးနဲ့ဆိုရင်တော့ SpaceX ကမယုံကြည်ရတဲ့ဝန်ဆောင်မှုပေးတဲ့သူဖြစ်နေပါပြီ။ကျတို့တခြားပံ့ပိုးသူရှာအောင်တွန်းပို့တယ်လို့ဖြစ်နေပါတယ်လို့ Sikorsky ကလူမှုကွန်ရက် X မှာရေးသားခဲ့တာဖြစ်ပါတယ်။ American နိုင်ငံရဲ့ဝန်ကြီး Rubio ကလည်း X လူမှုကွန်ရက်မှာဘသူမှ Starlink ဖြတ်မယ်လို့လည်းမချင်းချောက်ဖဲနဲ့လှုပ်ဆက်လာစင်းနေတယ်လို့ပိုလန်နိုင်ငံရဲ့ဝန်ကြီးကိုဝေဖန်ရေးသားခဲ့ပါတယ်။ Starlink သာမရှိရင် Ukraine စစ်ရှုံးတာကြာပြီ။ ်ရုရှားတွေပိုလန်နယ်ဆက်ရောက်နေလောက်ပြီလို့လဲရူဘီယိုကမှတ်ချက်ချခဲ့ပါတယ်အဲ့ဒီနောက်မှာမတ်ကလည်းတိတ်တိတ်နေလူကလေးမင်းပေးထားတာအဖျားအနာပဲရှိတယ်ပြီးတော့စတားလင်ကိုအစားထိုးစရာမရှိဘူးကွာလို့ပိုလန်နိုင်ငံရဲ့ဝန်ကြီးကိုဝေဖန်ခဲ့ပါတယ်ဒီလိုအချင်းများပြီးမှာတော့မတ်ကသူ့အနေနဲ့ယူကရိန်းမူဝါဒကိုဘလောက်သဘောမတူတာပဲဖြစ်ဖြစ်စတားလင်ရဲ့တာမီနယ်တွေကိုတော့ဘရော့မှာပိတ်ချမှာမဟုတ်ဘူးလို့ပြန်ရေးခဲ့ပြန်ပါတယ်ရုရှားတွေကတခြားဆက်သွယ်ရေးအားလုံးကိုဖျက်တောက်နှောက်ယှက်နိုင်တာကြောင့် တားလင်တာမရှိရင်ယူကရိန်းဆက်သွယ်ရေးလိုင်းနေပြိုလဲမယ်လို့ကျုပ်ကရိုးရိုးသားသားပြောတာပါဒါကိုညှိနှိုင်းအောင်မှအာသာချက်တစ်ခုနေနဲ့ဘရောမသုံးမှာမဟုတ်ပါဘူးလို့မတ်စ်ကပြန်ဖြေရှင်းခဲ့ပါတယ်ခင်ဗျာကနေဒါနိုင်ငံဟာဘရောမအမေရိကန်အစိပ်ပိုင်းဖြစ်မလာစေရဘူးလို့အာနာယလစ်ဘရယ်ပါတီရဲ့ပါတီခေါင်းဆောင်ရွေးကောက်ပွဲအပြီးမှာအနိုင်ရခဲ့တဲ့ဝန်ကြီးချုပ်ဖြစ်လာတော့မယ်မတ်ကာနီကပြောကြားလိုက်ပါတယ်ကနေဒါဟာအမေရိကန်ကိုဟော်ကီမှာနိုင်တယ်လို့ကုံသွေးမှာလည်းအနိုင်ရမယ်လို့လဲကာနီကကြွေးကြော်ခဲ့ပါတယ် မလ9ရက်နေ့ပါတီရင်းခေါင်းဆောင်ရွေးပွဲမှာအသက်56နှစ်ရှိပြီဖြစ်တဲ့ကာနေဟာမဲ86ရာခိုင်နှုန်းထိအပြတ်အသတ်အနိုင်ရခဲ့တာဖြစ်ပါတယ်ပါတီဝင်သသိန်းခွဲကျော်ရဲ့မဲနဲ့ပါတီခေါင်းဆောင်ကိုရွေးတာဖြစ်ပြီးတော့လက်ရှိအာဏာရပါတီဖြစ်တဲ့အတွက်ပါတီခေါင်းဆောင်ဟာဝန်ကြီးချုပ်လည်းဖြစ်လာမှာဖြစ်ပါတယ်ကာနေဟာကနေဒါဗဟိုဘဏ်ဥက္ကဋ္ဌတာဝန်သာမကဘဲနဲ့အင်္ဂလန်ဗဟိုဘဏ်ဥက္ကဋ္ဌဖြစ်ပါတာဝန်ထမ်းဆောင်ဘူးတဲ့ဗဏ္ဍာရေးပညာရှင်ဖြစ်ပြီးတော့ကနေဒါဗြိတိန်နဲ့အိုင်ယာလန်သုံးနိုင်ငံသာခံယူထားသူလည်းဖြစ်ပါတယ် ဆယ်စုနှစ်တခုနီးပါးတာဝန်ယူခဲ့တဲ့ Justin Trudeau အပေါ်လူကြိုက်များမှုကြာဆင်းလာခဲ့သလိုညောင်မောင်းဆိုးရပြုတ်ကွဲသွားခဲ့ပြီးမှဝန်ကြီးချုပ်ယာဒူးကရောပါတီခေါင်းဆောင်နေရာကပါဆင်းပေးမယ်လို့ Trudeau ကဇန်နဝါရီလကတည်းကကြေညာထားခဲ့တာဖြစ်ပါတယ်။ကာနေဟာဝန်ကြီးချုပ်ဖြစ်လာမှာဖြစ်ပေမဲ့လွှတ်တော်တွင်းမှာလူနည်းစုအစိုးရကိုဦးဆောင်မှာဖြစ်ပါတယ်။ဒါကြောင့်မကြခင်ရွေးကောက်ပွဲဆော့ခေါ်ပေးဖို့လိုအပ်ပါတယ်။အဲ့လိုမလုပ်ရင်အတိုက်ခံပါတီတွေကဒီလကုံမှာအယုံကြည်မရှိအစိုးတင်သွင်းပြီးတော့ဖျောက်ချတာခံရမှာဖြစ်ပါတယ်။ အနာရ Liberal Party ပေါ်လူထုထောက်ခံမှုကြာဆင်းနေတာကြောင့် Conservative တွေပဲရုပ်ောက်ဝဲနိုင်မယ်လို့စစ်တမ်းတွေကဖော်ပြနေပါတယ်။ဒါပေမဲ့ Trump ရဲ့ကုံသွေးစစ်ပွဲနဲ့ကနေဒါကို50ခုမြောက်ပြည်နယ်ဖြစ်တတ်မှတ်မယ်ဆိုတဲ့ချင်းချောက်မှုတွေကြောင့်လူထုအမြင်ပြောင်းလဲလာပြီးတော့ Liberal Party ပေါ်လူထုထောက်ခံမှုအထိုက်လျောက်ပြန်အားကောင်းလာခဲ့တယ်လို့သိရပါတယ်ခင်ဗျာ။နျူကလ ியர் လက်နက်တွေမျှဝေသုံးစွဲရေးအတွက်ပြင်သစ်ဗြိတိန်တို့နဲ့ဆွေးနွေးလိုတယ်လို့ဂျာမနီအဓိပတိအစ်ဖြစ်လာတော့မယ်။ Friedrich Merz ကပြောကြားလိုက်ပါတယ်။ ဒါပေမဲ့ဥရောပတိုက်အတွက်အမေရိကန်ရဲ့နျူကလ িয়ার အကာအကွယ်နေရာမှာအစားထိုးဖို့မဟုတ်ဘူးလို့လေမတ်စ်က ဖြစ်ဆွတ်ပြောပါတယ်။ဂျာမနီဟာဒုတိယကမ္ဘာစစ်မှာစစ်ရှုံးနိုင်ငံဖြစ်ခဲ့တဲ့အတိတ်ကြောင့်နျူကလ িয়ার လက်နက်ထုတ်လုပ်နိုင်စွမ်းရှိပေမဲ့မထုတ်လုပ်ဖို့သဘောတူစာချုပ်တွေလက်မှတ်ထိုးထားရပါတယ်။ဒါပေမဲ့နေတိုးနဲ့နျူကလ িয়ার လက်နက်မျှဝေအစီအစဉ်တွေမှာပါဝင်ခွင့်ရနေပါတယ်။အမေရိကန်နျူကလ িয়ার လက်နက်တချို့လည်းဂျာမနီမှာတက်ဆင်ထားတာဖြစ်ပါတယ်။ဒါကြောင့်ဂျာမနီဟာကမ္ဘာမှာစီးပွားရေးအင်အားရအမေရိကန်နဲ့တရုတ်ပြီးလို့ရှိရင် တတိယအင်အားအကြီးဆုံးဖြစ်တယ်လို့ဥရောပမှာဩဇာအကြီးဆုံးနိုင်ငံကြီးဖြစ်ပေမဲ့ညူလန်နဲ့နိုင်ငံတော့ဖြစ်မလာခဲ့ပါဘူးဥရောပမှာရုရှားနဲ့အတူဗြိတိန်ပြင်သစ်တို့ကညူလန်နဲ့နိုင်ငံတွေဖြစ်ကြပါတယ်မားဆဲကွန်ဆာဗေးတစ်ဝါဒီ CDU CSU ညီမပါတီဟာဆိုရှယ်ဒီမိုကရက်ပါတီ SPD နဲ့ညွန်မောင်းအစိုးရဖွဲ့ဖို့မူပေါင်းတွေသဘောတူညီမှုရပြီဖြစ်ပါတယ်ပြင်သစ်ဗြိတိန်တို့နဲ့နျူကလ িয়ার လက်နက်တွေမျှဝေခြင်းအဖြစ်ညူအယန်တာပိုအားကောင်းလာမှာဖြစ်ပေမဲ့ ်အမေရိကန်ရဲ့နျူကလ িয়ার ဒိုင်းကိုဖြည့်ဆွတ်တဲ့အမြင်မျိုးနဲ့လားဆောင်ရွက်မှာဖြစ်တယ်လို့မတ်စ်ကပြောပါတယ်ခင်ဗျာဒေါ်လာ1.5ဘီလီယံတန်ဖိုးရှိတဲ့ကမ္ဘာစံချိန်တင်ခရစ်ပတိုဖောက်ထွင်းမှုကြီးကျွလွန်ခဲ့တဲ့မြောက်ကိုရီးယားဟက်ကာတွေဟာအဲ့ဒီကနေဒေါ်လာတန်300လောက်အ ਨੇ ဆုံးထုတ်ယူလိုက်နိုင်ပြီဖြစ်တယ်လို့သိရပါတယ် Lazarus Group လို့ထင်ရှားတဲ့အဖွဲ့ဟာလွန်ခဲ့တဲ့နှစ်ပတ်လောက်က Bitbyte Crypto Exchange ကိုဖောက်ထွင်းပြီးတော့ Digital Token တွေကိုအမြောက်အများခိုးယူခဲ့တာဖြစ်ပါတယ် အဲ့ဒီနောက်မှာလိုက်လံခြေရာခံပေါ်ထုတ်ဖို့စ조사ခဲ့ကြပြီမဲ့ဟက်ကာတွေကခရစ်ပတိုကနေငွေသားဖြစ်လင်းလင်းမြန်မြန်ပြောင်းလဲနိုင်ခဲ့တယ်လို့သိရပါတယ်ဒီနမ်မီကျော်ဟက်ကာဖွဲ့ဟာတနေ့ကို24နိုင်နီးပါအလုံးလုံးနေပြီးတော့ပိုက်ဆံတွေကိုမြောက်ကိုရီးယားစစ်ဘက်ဖွံ့ဖြိုးရေးအတွက်အသုံးချနေတယ်လို့ပညာရှင်တွေကသုံးသပ်ကြပါတယ်ငွေကြေးလမ်းကြောင်းရှုပ်သွားအောင်လုပ်နေတဲ့ဟက်ကာတွေအတွက်မိနစ်တိုင်းကအရန်အရေးကြီးပါတယ်သူတို့လုပ်နေတဲ့ကိစ္စကအင်မတန်ကိုရှုပ်ထွေးနေနေပါတယ်လို့ခရစ်ပတိုစုံစမ်းစစ်ဆေးရေးအဖွဲ့ elliptic တီထောင်သူဒေါက်တာထွမ်ရောဘင်ဆန်ကပြောပါတယ်ခရစ်ပတိုငွေကြေးကိုခွာချတဲ့နေရာမှာမြောက်ကိုရီးယားကအတော်ဆုံးလို့လေသူကမှတ်ချက်ချပါတယ်အခုခံရတဲ့ခရစ်ပတို exchange bybit နဲ့ elliptic တို့ရဲ့တွက်ချက်မှုအရအခုခံရတဲ့ပမာဏရဲ့20ရာခိုင်နှုန်းဟာခြေရာခံမရတော့တဲ့အတွက်ပြန်မရနိုင်တော့ဘူးလို့သုံးသပ်ပါတယ်ဖေဖော်ဝါရီလ21ရက်နေ့က bybit ရဲ့ supplier တွေကတူးကို hacker တွေကဖောက်ထွင်းပြီးတော့ ethereum crypto coin ၄သိန်းတစ်ထောင်ပို့လိုက်တဲ့ digital wallet လိမ့်စာကိုလှည့်ဝက်ပြင်ဆင်ခဲ့တယ်လို့ဆိုပါတယ် crypto exchange bybit ကတော့ဒီဟာတွေဟာသူ့ digital wallet တွေပဲရောက်သွားတယ်လို့အစောပိုင်းမှာထင်ခဲ့တာဖြစ်ပါတယ် bybit ceo ben jo ကတော့သူတို့ exchange ကတုံးဆွဲသူတွေရဲ့ရန်ပုံငွေတွေမပါဘူးလို့အာမခံထားပြီးတော့ခိုးယူတဲ့ hacker တွေကိုစူကြေးထုတ်ရှာဖွေနေပါတယ် crypto အယောင်းဝယ်အားလုံးကိုအများသိနိုင်တဲ့ blockchain လို့ခေါ်တဲ့စာရင်းမှတ်တမ်းမှာဖော်ပြထားတာဖြစ်တဲ့အတွက် လာဆိုရအုပ်စုကရွှေပြောင်းတာကိုခြေရခံမှုဖြစ်နိုင်ပါတယ်ဒီလိုလမ်းကြောင်းလိုက်ပြီးတော့ခိုးထားတဲ့အထက်ကဒေါ်လာတန်40ဘူးလောက်ကိုပြန်ဖော်ထုတ်နိုင်ခဲ့တယ်လို့ခရစ်ပတိုလုပ်ငန်းတွေကလည်းဒီအသွင်းထုတ်တွေကိုဟန်တားဖို့လိုက်တည်ပြီးထားပါတယ်ဒါပေမဲ့ပြဿနာကခရစ်ပတိုကုမ္ပဏီတချို့ကကူညီပေးဖို့ဆန္ဒမရှိတာဖြစ်ပါတယ်အခြားခရစ်ပတို exchange တစ်ခုဖြစ်တဲ့ Azex ကနေဒေါ်လာတန်60လောက်ထုတ်သွားတယ်လို့ Bybit ကစွပ်စွဲထားပါတယ်ဒါပေမဲ့ Azex ဘက်ကတော့ဒါတွေဟာဖောက်တွင်းခံရတဲ့ခရစ်ပတိုတွေဟုတ်မဟုတ်ဆိုတာ မသေးချာလို့မဟန်တားခဲ့တာလို့ဖြည့်ရှင်းထားပါတယ်ခင်ဗျာအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကသူ့ဆိုရဘွယ်ဟာ TikTok ရောင်းချရေးအတွက်ဝယ်ယူလိုတဲ့အဖွဲ၄ဘွယ်နဲ့ဆွေးနွေးနေတယ်လို့အတည်ပြုပါတယ်တရုတ်ကုမ္ပဏီပိုင်း TikTok social media နဲ့ပတ်သက်ပြီးတော့မကြခင်အယောင်းဝယ်ဖြစ်လာနိုင်သလားဆိုတော့သတင်းတောက်တွေရဲ့မေးခွန်းကိုထရန့်ကဖြစ်နိုင်ပါတယ်လို့တုံ့ပြန်ခဲ့တာပါ TikTok ကိုလိုချင်နေတဲ့သူအများကြီးရှိပါတယ်အဲ့ဒီရွေးချယ်စရာအဖွဲအားလုံးဟာကောင်းကောင်းမွန်မွန်ပါပဲဆိုပြီးတော့ Air Force 1လေးပေါ်မှာ ထရန့်ကမှတ်ချက်ပေးခဲ့တာဖြစ်ပါတယ်။ TikTok ရဲ့မိခင်ကုမ္ပဏီဖြစ်တဲ့ ByteDance ကတော့ရဲ့မှတ်ချက်ပေးဖို့တောင်းဆိုမှုကိုချက်ချင်းတုံ့ပြန်တာမျိုးမရှိသေးပါဘူး။အလင်းမြန်ကြီးထွားလာတဲ့စီးပွားရေးလုပ်ငန်းကိုဝယ်ယူခြင်းသူများပြားနေလို့အဲ့ဒီထက်မှ Los Angeles Dodgers Baseball အသင်းရဲ့ပိုင်ရှင်ဟောင်း Frank McCourt လည်းပါဝင်ပါတယ်။ Biden လက်ထက်မှာအမျိုးသားလုံခြုံရေးအကြောင်းပြချက်ရဇန်နဝါရီလ10ရက်နေ့နောက်ဆုံးထားပြီး TikTok ကပြန်မရောလို့ရှိရင်ပိတ်သိမ်းခံရမယ့်ဥပဒေတရပြဋ္ဌာန်းခဲ့ပါတယ်။ဒါမဲ့လည်း ဇွန်လ20ရက်နေ့မှာသမ္မတတာဝန်ဆယူခဲ့တဲ့ထရန့်ကတော့ဥပဒေအသက်ဝင်မဲ့နေ့ကို85ရက်ကြာရွှေ့ဆိုင်းထားဖို့အတွက်အမိန့်ထုတ်ပြန်ခဲ့ပါတယ်။ TikTok ဟာအမေရိကန်ဒေါ်လာ90ဘီလီယံအထိတန်ကြီးရှိနိုင်တယ်လို့ခန့်မှန်းထားကြပါတယ်။ TikTok ရောင်းချရေးအတွက်တရုတ်အစိုးရနဲ့ဆွေးနွေးနေတဲ့အပြင်နောက်ဆုံးသတ်မှတ်ရက်ကိုပါထပ်တိုးပေးနိုင်ချေရှိတယ်လို့ထရန့်ကပြောထားပါတယ်။အာဖဂန်နစ္စတန်၊နယူးဇီလန်၊အိန္ဒိယနဲ့ဗြိတိန်အပါအဝင်ကမ္ဘာ14နိုင်ငံက TikTok ကိုအလုံးစုံဒါမှမဟုတ် တစိတ်တပိုင်းကန့်သက်ချက်တွေချမှတ်ထားကြောင်းသိရပါတယ်ခင်ဗျာရုရှားနိုင်ငံကဒေတာထဲမှာရှိနေတဲ့ယူကရိန်းတပ်တွေကို gas pipeline ကနေဖြတ်လာတဲ့ရုရှားတပ်တွေကနောက်ဘက်ကနေဝင်တိုက်ခဲ့တယ်လို့ယူကရိန်းစစ်ဘက်နဲ့ရုရှားစစ်ဘလော့ဂါတွေကအတည်ပြုပါတယ်လက်တွေထိုးစင်းတဲ့ယူကရိန်းဘက်ကတိမ့်ထားတဲ့ရုရှားနယ်စပ်ဒေတာကအချို့နယ်မြေတွေကိုလည်းပြန်သိမ်းနိုင်ခဲ့တယ်လို့ရုရှားဘက်ကထုတ်ပြန်ပါတယ်ရုရှားတပ်တွေဟာအရင်ကဥရောပကိုဓာတ်ငွေပို့တဲ့နေရာမှာတုံးခဲ့တဲ့ pipeline တွေကနေ6မိုင်လောက်လမ်းလျှောက်ပြီးတော့ ယူကရိန်းတပ်တွေကိုနောက်ကနေအမှတ်ပြင်ဝင်တိုက်ခဲ့တာဖြစ်တယ်လို့စစ်ဘလော့ဂါယူရီပိုတာလျာကာက ရေးသားထားပါတယ်ရုရှားတပ်တွေဟာပိုက်လိုင်းထဲမှာရက်နဲ့ချီနေခဲ့ပြီးတော့မှစူဂျာမျိုးအနီးမှာယူကရိန်းတပ်တွေကိုနောက်ကနေဝင်တိုက်ခဲ့တာလို့သိရပါတယ်ရုရှားဘက်ကထုတ်ပြန်တဲ့ပုံတွေမှာအထူးတပ်ဖွဲ့တွေဟာဓာတ်ငွေကမျက်နှာဖုံးတွေတက်ပြီးတော့ပိုက်လိုင်းကြီးထဲကနေသွာလာနေပုံတွေပါရှိပါတယ်ပိုက်လိုင်းကိုတုံးပြီးတိုက်တာမှန်တယ်လို့ယူကရိန်းစစ်အုပ်ဘက်ကလည်းအတည်ပြုပါတယ်ဒါပေမဲ့အချိန်မီသတိပြုမိပြီးတော့ ရော့ကက်တွေအမြောက်တွေနဲ့တုံ့ပြန်နှိမ်နင်းနိုင်ခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။ရုရှားကျူးကျော်ခံနေရတဲ့ယူကရိန်းဟာပြီးခဲ့တဲ့ဩဂုတ်လမှာရုရှားကစေတာကိုတံပြန်ထိုးစစ်ဆင်ခဲ့ပါတယ်။ဒါဟာဒုတိယကွာစစ်နောက်ပိုင်းရုရှားနယ်မြေကိုပထမဆုံးကျူးကျော်တာလည်းဖြစ်ပါတယ်။ရပ်ပိုင်းတွင်းမှာယူကရိန်းတပ်တွေဟာစတူရန်ကီလိုမီတာ1000ကျော်အထိသိမ်းပိုက်နိုင်ခဲ့ပါတယ်။မာဗျူဟာကြားတဲ့နယ်စပ်မြို့စူဂျာကိုသိမ်းနိုင်ခဲ့တယ်လို့ရုရှားစစ်အကျဉ်းသားယာချီဖမ်းနိုင်ခဲ့ပါတယ်။ ဒီစစ်စင်ရဟာနောက်ကငင်းငင်းဆွေးလို့ရင်တိမ့်ထားတဲ့နယ်မြေတွေအချင်းချင်းဖလှယ်လို့ရအောင်ရည်ရွယ်တာဖြစ်ပါတယ်ဒါပေမဲ့လားနဲ့ချီကြာလာချိန်မှာတော့ကတ်ဒေတာကယူကရိန်းတပ်တွေကိုရုရှားကမာမိတ်နောက်ကိုရီးယားတပ်တွေပါတုံးပြီးတော့အကြီးကျယ်တိုက်ခိုက်ခဲ့ပါတယ်နောက်ပိုင်းမှာယူကရိန်းစစ်သားတွေဟာအဝိုင်းခံရမယ့်အန်ဒီရပါရင်ဆိုင်နေရတယ်လို့သုံးသပ်ထားကြပါတယ်ခင်ဗျာအပူပိုင်းဆိုင်ကလုံးမုန်တိုင်းအက်ဖရက်ဝင်ရောက်တိုက်ခိုက်ပြီးတဲ့နောက်ဩစတြေးလျနိုင်ငံမှာအိမ်အောင်စုနဲ့စီးပွားရေးလုပ်ငန်း၃သိန်းနီးပါးလက်စင်မီပြတ်တောက်မှုနဲ့ရင်ဆိုင်နေရပါတယ် မုံတိုင်းနောက်ဆက်တွဲဖြစ်မိုးသီးထန်စွာရာသွန်းခဲ့တာကြောင့် Brisbane Gold Coast Logan နဲ့ Ipswich အစတဲ့မြို့ဧရိယာတွေမှာရုတ်တရက်ရေကြီးနိုင်တဲ့သတိပေးချက်တွေပါထုတ်ပြန်ထားပါတယ်။ဒါကြောင့်ရေနယ်ဝေးတဲ့အမြင်ပိုင်းနေရာတွေစီဒေသခံပြည်သူတွေပြောင်းရွှေ့ကြဖို့နဲ့အချိန်တွေပိုဆိုးလာရင်ချက်ချင်းစွန့်ခွာနိုင်အောင်အသိအပြင်ထားဖို့အတွက်တိုက်တွန်းထားပါတယ်။အသက်62နှစ်အရွယ်အမျိုးသားတဦးရဲ့ရုပ်လောင်းကိုရှာဖွေတွေ့ရှိခဲ့တဲ့အတွက်တေဆုံးသူရှိလာခဲ့ပြီးတော့နောက်ထပ်၄ဦးပျောက်ဆုံးနေတယ်လို့လည်းသိရပါတယ်။ တီကြားဖြစ်ရတခုတည်းမှာကယ်ဆယ်ရေးလုပ်ငန်းတွေမှာဆောင်ရွက်ဖို့တွားတဲ့လမ်းမှာရင်တိမ်းမောက်ခဲ့တာကြောင့်စစ်သားဆက်နှစ်ယောက်လောက်စေုံတင်လိုက်ရပါတယ်။အဲ့ထက်ကနှစ်ဦးရဲ့အခြေအနေစိုးရင်ရတယ်လို့ဖော်ပြထားသလိုဒဏ်ရာရှိသူစုစုပေါင်းဟာလည်းအ ਨੇ စုံ39ဦးထိရှိလာခဲ့ပါတယ်။ဩစတြေးလျဝန်ကြီးချုပ်အန်တိုနီအယ်ဘနီစ်ကတော့ဆက်လက်ဖြစ်ပေါ်နိုင်တဲ့ရာဒီဥတုဆိုးရွားမှုနဲ့ရေလွှမ်းမိုးမှုအန္တရာယ်တွေကိုသတိပေးထားပါတယ်။လာမယ့်ရက်တွေမှာမိုးသီးတန့်စွာရာသွန်းလာပင်လယ်ရေလိုင်းမြင့်တက်တာနဲ့လေပြင်းတိုက်ခတ်တာတွေကြောင့် Queensland နဲ့ New South Wales မြောက်ပိုင်းရဲ့အခြေအနေဟာအရန်စိုးရင်ရတဲ့အခြေအနေမှာဆက်ရှိနေမယ်လို့ Albanese ကပြောပါတယ်။ Australia မိုးလေဝသဌာနကတော့မုန်တိုင်းသင့်ဒေသရဲ့မိုးရေချိန်ကိုမီလီမီတာ900လောက်ထိရှိနိုင်တယ်လို့ခန့်မှန်းထားပါတယ်ခင်ဗျာ။